်တမီဝီအခုတလောဖုန်းထဲမှာဘာပဲကြည့်ကြည့်တံမြာတီးတုတ်တံမြာတီးတုတ်ဆိုပြီးဖြစ်နေတော့ရန်ကုန်မှာလည်းဖြစ်နေတော့မန္တလေးကတံမြာတီးတုတ်တော့အလွယ်တကူဝယ်စားလို့မရဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်လက်ရကိုတုတ်ကိုကောင်းလေးဆမ်းပြီးတော့တုတ်ကြည့်ပါမယ် ဆက်စားခြင်းတော့တံမြာသီးအလုံးလိုက်လေးတွေကိုအခွန်ခွာပြီးတော့တံမြာသီးကိုစိတ်ထားလိုက်ပါမယ်အလုံးလိုက်ကြီးတော့မစားနိုင်လို့ပါငပီစိမ်းသားကောင်းကောင်းလေးကိုလည်းမိကေမိဖုတ်ထားမယ်ဗကန်ထဲကိုငပီစိမ်းသားမိကညာအထက်စီးစကြပါလီယုံနဲ့တကြားလေးနည်းနည်းထက်ခြေလေးထည့်ပြီးတော့ဖြောထားပေးလိုက်ပါမယ်ပြီးရင်လှီထားတဲ့တံမြာသီးလေးတွေထက်အစုံချောင်းမုတ်လေးမြူသီးချက်မုတ်မြူသီးစိမ်းမုတ်ထည့်ပြီးတတိချာချာလေးနေပြီးရင်တစ်ဖက်လောက်ကလည်းမိကြည့်ခြင်းသေးရဲ့လေ အမအားလုံးလည်းလည်းမသိဘူးမျိုးဒီမို့လိုအပ်တာလေးတွေလိုက်ပြီးွားလို့ရှိရင်တော့ထိမိခွေပြီးတော့အိတ်ချင်ပြေးတဲ့အခုတလောရေပန်းစားနေတဲ့တံမြာတိတုတ်လေးရပြီဖြစ်ပါတယ်မန္တလေးကတံမြာတိတုတ်ကိုအခြေခံပြီးတော့ကိုတုတ်ကိုကောင်းစတိုင်လေးတုတ်ထားပါတယ်ကောင်းတယ်ဟာအလုံးစားရင်တော့ မျက်စိတွေကအကျော်တွေပါလိုက်ကုန်မှာဒါပေမဲ့အရင်ကောင်းတယ်ဘယ်တော့ကောင်းမှာဟိုချက်ကိုကောင်းကိုကိုတုပ်ကိုကောင်းအင်းတံမြာတိအလုံးလိုက်ကြည့်တော့မစားနိုင်ဘူးနော်ဒီလိုအစိတ်လေးတွေပဲစုံစား ဒီဒီဘရန်လုံးတော့မကုန်နိုင်တော့ဘူးထင်တယ်။အဲရလူဝင်နဲ့မျှစားလိုက်ပါမယ်။မန္တလေးကဥပိန်သဒ္ဓါမှာဝယ်စားဖို့အလွယ်တကူမရှိတဲ့သူတွေအတွက်ကတော့ကျွန်တော်တုတ်ပြပေးတဲ့တံမြာသီးတုတ်လေးဆန်းပြီးတော့တုတ်စားကြည့်ပါခင်ဗျာ။ ठी မိခွိမျက်စိတွေပါအကြောကြီးလိုက်ကုန်ပါ